မေတ္တာဖို့ဗျာတိုင်ပြီးတော့စီယုံငယ်ပြင်းနဲ့တားရဲ့မေတ္တာကိုခွဲကြမယ်အကြ ాయి ဖို့ဗျာခွဲကြတယ်ခွဲအဲဒီကလေးခွဲတဲ့အခါကျတော့သသိင်းကကြတော့ပိတ်ပြီလေအဲကျတော့ဒါတောင်းရတော့ဘောဗျာဒါဖြေရင်းဆိုတော့ဟာဘာမဟုတ်ဘူးလေဒါပေါက်လို့ပဲဆိုအယုတ်မဟုတ်ဘူးလေကြောက်လို့မဟုတ်ဘူးဒါကိုနှလုံးသားနဲ့တွေ့တယ်တတလုံးငောင်းဝေးရတာခုမှဘယ်ဟာပေါ်လာတော့ဒီအဖေကဒါပဲပြောတာဘောဗျာဒါတော့မပေးဘူးလေမပေးဘူးလေဒါပဲနဲ့ခင်ဗျာဒီမှာဖလေးလေးကိုခင်ဗျာ လိုက်မယ်လို့ထင်သလားတဲ့လိုက်မယ်လို့ထင်သလားတဲ့အသူရှိသူလားဒေါ်သာယူပဲထိလိုက်ပါဒေါ်သာယူပဲဒီကလေးထက်လို့ဒီဟိုမှာသူသမီးလှထည့်တင်တယ်ဟိုမှာဖရီကောင်းသားမယ်သူဒါပဲနဲ့ခမတို့ရှင်တို့ခေါ်တယ်ရှင်တို့ခေါ်တယ်ဒါပဲနဲ့ဒီမှာခေါ်လို့ရှင်တော့ဒါမျိုးပဲရလို့ဒီကောင်မှာခါရဲဗျာအချုပ်ကြီးဖြစ်ရဖို့ဗျာသူချုပ်ချုပ်ချုပ်ကြီးဖြစ်ရဖို့ဓာတ်နဲ့ရွေးတာဓာတ်နဲ့ ဒါရင်းနေပြလိုက်တာဒါအဲ့ကြောင့်အာဒီကမထိုးကြပါနဲ့မလန့်ကြပါနဲ့အဲ့ဒီကလေးကိုဟုတ်လားခွင့်မဲ့လို့ရှိရင်ပြုတ်ဖို့တော့ဒီမှာအရှင်မထားခဲ့တဲ့အဲ့ဒီထားနဲ့ထိုးသွားပြီးကလေးပေါ်တော့ပါဟိုကလူတွေကဘာလို့မှမသိဘူးတော့ဆုပ်ပြီးပြန်ရောသူ့ပြီးတော့ချက်ကလေးပါလာတယ်ဟိုကယရနာတို့ကလေးအဲ့ဒီယရနာတို့ကကလေးပစ်တုံးကတောက်လာခဲ့တဲ့အချုပ်ကလေးဆိုပြန်ပေါက်တယ်ရော့တယ်ဝင်မလို့ဘူးဆိုပြန်ပေါက်ဟိုက ပြောလို့မရလို့ပါပြနေတာပေါ့ဗျာဒီအရှုံးသွားပြီကျမပြောမယ်ဟိုက်ကလေးကိုသုံးရင်ဒီရှင်းလို့တော့မလိုက်ဘူးလေသုံးပါဒီခေါ်ခေါ်လို့မှခေါ်ခေါ်မရဘူးဆိုကျမသားကျမယုံမျိုးသူသုံးပါဒီခေါ်ကြည့်ဆိုခေါ်တော့ပေါ့ตาดูดิအဖေနဲ့လက်ခဲ့ပါကွာဆိုတော့ကလေးလေးကလို့ပေါ့ဗျာရင်ဆုပ်လို့ပြန်မပြောတယ်ဘူးပြန်မပြောတော့အမေကဟာပြင်းလားအာပြန်မပြောပထမကြီးအောင်ပြီဟာမလိုက်ဘူးတဲ့ အဲ့ဒီပြုပြချင်းခေါ်ပါအောင်ဆိုတော့တန်ပေါ်မြင့်တဲ့အချိန်ပါရဲ့လက်ကဲပါအဖေရေးသေးတော့ကလေးတွေကငိုလို့ရေဆို့အယူမကြီးဟာတိလို့လားနှစ်ခါရနှစ်ခါရှိသွားပြီသားပလက်ရှိလို့ပြန်ရပါတော့တယ်သုံးကခေါ်ကြည့်ပါဆိုတော့လက်ကဲပါသားရဲ့ဆိုတော့အဲ့မှာအမေဒီတော့လိုက်သွားပြန်ရှိတယ်ဟုတ်ကဲ့အဲ့ကျတော့ဟာဘူးလေပါသားရဲ့အဲ့ဒီစကားပြန်ပြောသားမှာတဲ့အမေလက်ကဲပြရတယ်ဆိုတဲ့စကားဟာသားရဲ့ ကယ်တော့အမေကဒီမှာမယူပါဘူးအယူအောင်သွားတဲ့တကယ်မယူတဲ့အယူပါဒါပေမဲ့သားအမေပြန်လိုက်သွားပြဆိုပြီးစကားရတာမှအမေတကယ်ယူပါပြီသားအဲ့ဒီစကားအမေတကယ်ယူသွားပြီတဲ့အဲ့ဒီစကားမှအဲ for hope ပြသားအရှင်လိုက်သွားတယ်ဒါပေမဲ့သားကိုအမေကလေးဘဝတယ်လို့ဆိုပြခဲ့တယ်တော့အရှိရရှင်လေးဆိုပြခဲ့ပါသားရဲ့ဒီမှာသားရဲ့ကလေးရှိရဆိုဆိုရင်တော့ကအမေကဒီနေ့ရော အဲအဲ့ဒါနေပြီတော့ဒီမှာသားရေတဲ့ဒီမှာတော့မေဒီမှာဒီမှာကတဲ့ကျမပြစ်တာတရားကိုဒီမှာသူမပြောတယ်ဒီမှာဟောဒီသားရှိပြီမျိုးသားကြီးကပြည်တယ်တဲ့ကျမဒီကလေးပေါ်ထားတယ်မြစ်တာကိုပြီးသွားသားလည်းကူကကူတော့ပေါ့အဲ့ကျမဟုတ်ပါတယ်မေတဲ့ကျတော့အမေရဲ့မြစ်တာတရားကိုသူမပြောတယ်မေကသားရရှိပြီမျိုးတကားရဲ့တော့ပြီးပါတယ်မျိုးရှိပြီးမှတရှင်းနေနဲ့ဆိုပြီးတော့မှာအဲ့မှတ်တမ်းပေါ့ခင်ဗျာအဲအဲ့လိုပေါ်တော့အဲ့ဒီဩဝါဒကောင်းတယ်လို့ပဲဒီပြီတော့ ဘာပဲယူတာယူယူတာရေးရေးတခါမှလည်းခွေးယူမှာဘူးကြိုးမရောက်ဘူးကြိုးရောက်ကြိုးစားနေတယ်လက်တံမိုးရှိလာပါတယ်။ဒါလည်းဟိုဒါဒီလိုသာအော်ဘရာဇက်ပေါ့။အော်ဘရာအော်ဘရာ။ဒါပေမဲ့နောက်ပိုင်းတို့အဲဇက်ထုတ်တို့ရောမဟုတ်ဘူး။အော်အော်ဘရာအော်ဘရာ။နောက်ထပ်ရေးခဲ့တဲ့ဝတ္ထုတွေဇက်တန်းတွေဇက်ထုတ်တွေရှိတယ်။အများကြီးပေါ့။ပြဇက်အထုတ်။ဦးဇက်ကျော်တော့ရှိတယ်။ အဲ့ဒါကြီးကလည်းထဲမှာသိတယ်ရှိတယ်ဘက်အော်ဘရာကိုပို့ထားလို့ရှိတယ်တကယ်များအဲ့လိုပေါ့တကယ်ဒီအနုပညာတွေတွေအခုစရင်ဟိုကောင်ကျော်ထွန်းတို့လူပေါ့လေပြန်လဲပြီးတော့သဘင်လောကကိုပြန်လဲနှုတ်ထအောင်လုပ်နေပြီလေဘာဘဘူးစီအောင်ကျော်တော့ပြီးတယ်ဒီဗီဒီယိုလည်းခေါ်ဖို့ပါတယ်အဲဦးစင်းသူ့ဒီလာရေးဖို့ခေါ်ဖို့လေရောက်ပြီဆိုတော့ဦးစင်းလည်းသူ့စီရောက်ခဲ့တော့ဒါအင်းနဲ့ဦးစင်းတို့ပြောတာဒီဟိုပါနုပညာနုနာတွေပြန်လာနှုတ်ထမယ်ဆိုရင်ဖြည့်ကြည့်စလင်းကတော့လက်ကြည့်ရှိပါသေးတယ် အခုစရင်တော့69လောက်ရှိမှာပေါ့ဥစဉ်အောင်62တိုင်းရဥစဉ်က25တိုင်းရ16ဆိုတော့ဥစဉ်နဲ့6နှစ်လောက်ကြီးတယ်68လောက်ရှိလာတယ်60လောက်ပဲထားပါတော့ဒါပေမဲ့ခုနပြောလို့ပေါ့ပညာကတော့ဘိုးငငယ်လေးတဲ့အောင်မြင်ခဲ့တာဆိုတော့ခုမှသိရတယ်ခုနပြောလို့စလင်းစံနီမာဆိုလေကြီးလာတယ်တွေ့ခဲ့တယ်တိလာပြစလင်းစံနီမာပြီးပါတယ်သူကအခုရောရှိလာအဖုံညာရှိပါတယ်ဟုတ် ဘာပြောမှဒါဥစဉ်ကမဝိသားဖြစ်တယ်ဒီစလင်းစခုပွင့်ပြီဆိုတာလေဥစဉ်တော့အငြင်းနဲ့သွားခဲ့ခုလိုနိုင်ငံရေးအခြေအနေမတည်ငြိမ်လို့သာဥစဉ်တော့2025မလို့မသွားနိုင်ဘူးရောမရှိဘူးအဲ့တော့အခုလောလောဆယ်ကောမပညာထင်းကြီးစလင်းရဲ့ဘဝရည်တည်ပုံနဲ့လုပ်ငန်းထုတ်ရှားပုံလေးတွေပြောပြနိုင်မလားဒါကတော့လို့စလို့စဒါပါပဲဖခင်တက်တဲ့ပညာမနေသာသည့်ရှင်းကပြရေးထားတဲ့ရည်တည်တာပါအဲ့တော့ခုနမိသားစုအိမ်တော်ကြီးရောရှိသေးတယ်

ကျွန်တော်မောင်ဖေးကြီးစုရပြီဗျာလူတိုင်းသိတယ်မြင်းတရက်ကမောင်ဖေးကြီးစုလို့ရှိရင်လက်ဆက်မလို့ပါဘူးဗျာဟောမြင်းတရက်ကမောင်ဖေးကြီးစုရပြီဟော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 လက်ဆက်မလို့ပါဘူးဒီလိုပါပဲဟိုချော်ကြတဲ့လူအတွက်မခက်ခဲပေမဲ့အဲလိုက်လာရဲ့လူကြတော့လက်ဆက်ရှာတော့မော်ဒန်လူဗျာအဲ့ဒီမှာမြန်မြန်လေးနှိစက်ချင်တာပါဆားလိုက်တော့တပြီတော့ပေးလို့ရှိတပြီတော့ဘယ်လိုလုပ်တာလားအင်းသုံးကြောင်မှတ်တာလို့အင်းမောင်ဖေးကြီးကဗျာဆရာစနစ်ကိုကြောက်ပြီးကဗျာဆရာကြီးကလည်းနာမနဲ့တော့ထိကြီး ရှိတယ်။ဒါကတော့ညမမှာ။အရင်ကဘုရားစရာတိပြီးဘောဖြစ်ကြည့်သူကိုစာနဲ့ရောက်တုံးရောက်တဲ့ဒိဋ္ဌာအဲ့ဒါပဲလို့တောက်တာလေ။အဲ့ဒီဘုရားစရာတော့ထည့်လို့ထည့်ကြည့်ညမတော့ပါသူ။အခုလို့တွေ့ဆုံတာကတဏှာကြီးကျော်တော့ကြာသွားပြီ။ဦးစင်းမမေးပဲနဲ့ပြောတင်တာလေးရှိတယ်။ဒီနေ့ဘေဂျီစလင်းရဲ့ဓမ္မမုံနှခမလေးရဲ့ပြည့်တတ်ဒီနာလိုပဲခွေးမလေးရဲ့ပြည့်တတ်ဒီ ရဲ့ရင်ထဲကိုဒါရရောက်စီမဲ့စကားလေးတွေပြောမယ်ဆိုရင်ဗာပြောမယ်။အင်းတပီတော့ပြောပြီးသွားပါပြီခင်ဗျာ။ပြောပြီးသွားပါပြီ။အဲ့ဒီမှာပြောအဲပြောပြီးသွားအဲ့ဒါပါဒီနေ့နုပညာအစည်းအဝေးသားပြီခင်ဗျာရေးတဲ့စာရေးတဲ့နောက်လက်နောက်လက်ကလေးတွေတက်လူကြီးတွေကိုလည်းဘလို့မြန်ရှေ့ရဘိုးဘေးကြီးလူ သဘောထားပြီးတော့သင်ပြီးတော့သင်ပြပါတယ်ခင်ဗျာဟုတ်အဲ့ဒါလေးတော့ဒီဘက်ကခက်ကဆရာသူကြောက်ပါတယ်ခင်ဗျာသင်နေတာသူလို့ရှိရင်သူကြီးကိုယ်မပါငါဟုတ်တယ်သူသင်နေရင်ဒီဘက်တော့ဆရာသမားတွေကတော့လူလို့မကြတော့ခြေတော့လည်းကောင်းလို့တိုက်ကြတော့ပြီးတော့ကောင်းပေါ်မှာဆရာမောင်သိတာတော့ဘောင်ရီအောင်လို့သူသင်နေတယ်ရှေ့မောက်ကြီးအဲ့လိုကြတော့လားခင်ဗျာအဲဒါတို့ပေါ့ရောက်ရှိပြီသူတို့သင်နေဖြစ်ဆိုတာအနာကြတာဒီလိုလုပ်ရှိပြီခါဒါတော့ကကုကလူပဲကြတော့အဲ့လိုလည်းမဟုတ်တော့ဘူး တော့ကိုရတော့ဘူးမြေသာတပည့်ရှာဆရာပြမှန်နေပြီးတော့ပြီးတော့ဒီပြညာဝင်လာပြီလို့ရှိရင်အဲ့လိုပြောရတာပေါ့ဗျာဒီဒီဒီပြည့်ပြညာအမွေလာပြီလို့ရှိရင်တော်တော်ပြီးရက်ခါပေါ့ဒီ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 ကျင်လို့လားကဲ ောင်သေးကြီးစလင်းနဲ့အမေးဖြေလေးတွေနှာကျော်လုံးလုပ်နေတဲ့အခါမှာဦးဇင်ကမကွေးသားဖြစ်တယ်ဦးဇင်တော့မြန်မာဟိုဘောင်ဘုန်းကြီးလောကမှာတော့အဲ့လိုပေါ့တော်တော်များများဒီဘာသာတာနာအတွက်အလုပ်ရှုပ်တယ်လုပ်ပေးတယ်ဒါပေမဲ့ဦးဇင်အသက်35မှာရမ်းဖြစ်တာအသက်လည်း55မှာရမ်းဖြစ်သွားတယ်35အထိဦးဇင်ကဟိုဘုရားသဘောမသိဘူး39ပိုင်းသာတော့တော့ပဲခုတော့ဦးဇင်ကဘဝအတွက်နောက်ဆုံးအချိန်ကိုပြတ်တန်းနေပါဘူးဘုရားနဲ့ပဲနေမယ်ဒါပြည့်တော့ဦးဇင်အိန္ဒိယကိုဒီလကွင်သွားဖို့ရှိ ဘယ်လိုပဲကမ္ဘာနိုင်ငံတော်တော်များများစုံသွားပါပြီဘာသာသာနာအတွက်အလုပ်တွေလည်းလုပ်သာနာယူခီးလည်းသွားပါပြီပြောချင်တာကတော့ဦးစင်းတို့ရဲ့ဘဝမှာနောက်ဆုံးဘဝရဲ့အခမ်းအနားပေါ့ရှိပါတယ်ဇာနဘာသာသာနာနဲ့ရန်လို့ပြောလို့ခိုင်းနေတယ်ဟောနောက်ဆုံးအချိန်မှာတရားတော်တွေအချာဘာမှရှိနေတာပါလေဒီလိုပဲဘာသာရေးလုပ်ပဲတရားထုတ်ပဲတရားနာပါလေဗျာ။ဘယ်နည်းတွေကိုအထုတ်ပဲနည်းတွေနာဘုဟုဆရာတော်ဘုရားယဉ်ကြည့်ပါဗျာ။ တတိတိဘုရားလည်းလို့ပို့ဖို့ဆရာတော်ဗျာကြီးတရားတွေဆိုလို့ဟုတ်ပါဘူးအဲ့လို့ဆိုရင်ဘာသာတရားနဲ့ဝတ်သက်နေတဲ့ဒကာကြီးဟာဘာသာတရားအရာကပြားတွေတင်လာတယ်ဆောင်းပါးတွေဒီကဲရှေးရမှာအသာပြီးတော့ဟောလက်တွန့်တယ်ဗျာအော်ဟောဆိုတော့မြတ်စွာဘုရားရဲ့တရားတွေကိုတေးပြီပူဇော်မှာကိုတပည့်တော်တော်ဟောပေါ့ဆုံးယူနာပေါ့ဗျာဟောပေါ့ဗျာတပည့်တော် ်သက်တဲ့မှာနေသက်ဒုက္ခအနတ္တဆိုတဲ့စကားတော့ဘာဒီပြဿနာတွေမှာ